ဒီနေ့ Halloween ရဲ့မူလအစတမိုင်းကြောင်းပြောပြမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်က Ireland, Scotland နဲ့ပြင်သစ်မြောက်ပိုင်းဒေသတွေက Celtic လူမျိုးတွေက Samhain လို့ခေါ်တဲ့ရိပ်သိမ်းပွဲတော်ကိုကျင်းပလိရှိကြတယ်။အဲ့ဒီပွဲတော်ကနွေရာသီအကုန်နဲ့ဆောင်းရာသီအစကိုကျူဆိုတဲ့ပွဲဖြစ်တယ်။ပြီးတော့သူတို့ယုံကြည်ကြတာကအဲ့ဒီပွဲညနေမှာဆိုရင် တေသူနဲ့ရှင်သူတို့ရဲ့ကဘာကပေါင်းဆက်သွားပြီးတော့တရေတစေတွေကလူလောကကိုဝင်လာခွင့်ရကြတယ်လို့ယုံကြည်ကြတယ်။အဲ့ညမှာလူတွေကတရေတစေတွေလိုဝတ်ဆင်ပြီးတော့စူတောင်းပူဇော်မှုတွေပြုလုပ်ကြပါတယ်။တရေတွေလိုဝတ်လိုက်တဲ့အခါမှာပရလောကသားတွေကလူတွေကိုသူတို့နဲ့တူတူပဲလို့ထင်ပြီးတော့မချောက်လန့်တော့ဘူးလို့ယူဆကြလို့ပါ။ဟောလွင်းလို့ပြောလိုက်ရင်ဖြုံသီးတွေကိုတမ်းမြင်ကြတဲ့အထိ Jack O'Lantern လို့ခေါ်တဲ့ဖြုံသီးမီးအိမ်တွေကလည်းဒီ Halloween ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်တယ်ပေါ့နော်။ အစမှာတော့ဖြုံတီးမဟုတ်ဘဲနဲ့မုံလာဥကိုမီးအိမ်ပုံစံထွင်းပြီးတော့တုံးကြတာဖြစ်ပါတယ်။နောက်ပိုင်းကျတော့မုံလာဥတွေကထွင်းရခတ်တာရောရှားသွားတာရောကြောင့်ဖြုံတီးကိုအစားထိုးပြီးတော့တုံးပြလာကြတာဖြစ်ပါတယ်။တရဲတစေတွေမီးအလင်းရောင်ကိုမြင်ပြီးကြောက်အောင်လို့ဖြုံတီးမီးအိမ်တွေကိုအိမ်ရှိတွေမှာချိန်ထားကြတာဖြစ်ပါတယ်။ဒီအထိကကယ်တစ်လူမျိုးတွေရဲ့ကောက်ရိပ်ပွဲတော်အဖြစ်ပဲရှိပါသေးတယ်။ ဟောလဝင်းပွဲတော်ဆိုပြီးဖြစ်လာတာကတော့ရှေးရာစုလောက်မှာပုပ်ယဟန်မင်းကြီး Gregory the Third ကနိုဝင်ဘာလ1ရက်နေ့ကို All Saints Day အဖြစ်သတ်မှတ်ခဲ့ပြီးတော့အဲဒီနေ့မတိုင်ခင်အောက်တိုဘာလ31ရက်နေ့ညဦးတော့ဒေသခံတို့ရဲ့ရိုးရာပွဲတော်အနေနဲ့ဟောလဝင်းအဖြစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင်တော့ဒီဟောလဝင်းပွဲကအနောက်တိုင်းရဲ့ပျော်စရာကောင်းတဲ့ရိုးရာပွဲတော်တစ်ခုအဖြစ်ရှိနေပါတယ်။အော်ဒါနဲ့ဒီညဆောင်ချုံအိမ်အောင်နော်။